ပခုတ်ကုတ်ခရိုင်ရေစကြိုမြို့နယ်ကကျေးရွာတချို့ရေကျသွားပြီမဲ့နောက်ဆက်တွဲကျမ်းမာရေးအတွက်စိုးရိမ်နေကြပါတယ်။ဥမြင့်နိုင်သတင်းပေးပို့ထားပါတယ်ခင်ဗျာ။ဟုတ်ကဲ့အခုကျွန်တော်ရောက်ရှိနေတာကတော့ရေစကြိုမြို့နယ်ဇယမကျေးရွာအုပ်စုဇယမကျေးရွာပါ။အဲဒေသခေါ်နဲ့ပြောရလို့ရှိရင်ကျွန်းလာရင်ကျေးရွာပါ။ကျေးရွာတော့ရေတက်တဲ့ရေတွေဟာကျသွားပြီမဲ့လို့အခုမြင်တွေ့ရတဲ့အတိုင်းဘောမိုက်တွေဟာရွာထဲမှာပိတ်နေပါတယ်။ဒါကြောင့်မလို့ရွာသူရွာသားတွေဟာပိုးမွားတွေရဲ့အန်ဒီယေကိုစိုးရိမ်နေရတယ်လို့သိရပါတယ်ခင်ဗျာ။ အခုရေကြတဲ့ခါကျတော့ဒီမဲ့လမ်းကြီးကတို့ပိတ်ဆိုးနေတဲ့ခါကျတော့ပိုးအောင်မောအောင်များမတရားဆိုးရင်ရပါတယ်။အဲဆိုးရင်တော့ကျွန်တော်တို့တော်စီလေရှိဖနဲ့တို့ဟိုနွားရည်ဆိုလို့ရှိရင်ဒီကြီးရမှာတကောင်မှမရှိဘူးများ။ဟိုကုန်းမြင်ပိုင်းဒေသတွေမှာသွားထားရတာ။အဲ့ဒီကြံကျတော့သူကလုံခြုံမှုမရှိဘူး။ဒါမိုးခုလိုမိုးတွေရွာနေတယ်။အဲ့လိုမိုးရွာကျတော့မိုးလုံအောင်လို့မိုးပဲလည်းလိုအပ်ပါတယ်။ ကြပြင်းရေဝင်စင်ကအိမ်ွေမြို့လူကမှန်ရှိခဲ့တာကြောင့်ဆိုးရတဲ့အနံ့အသက်တွေရှိပြီးဒီတိုင်းရေရှည်နေသွားရရင်ကျန်းမာရေးထိခိုက်မှာကိုလည်းစိုးရိမ်နေကြပါတယ်ကျွန်တော်တို့ဒီကရေကတအားကြီးများထားတဲ့ခါအိမ်တွေပိုင်းလည်းမြုပ်နွားသားပိုင်းလည်းမြုပ်ထားတဲ့ခါကြတော့လေကျွန်တော်တို့မှာဒီစောင်းနေပါတွေကဒီရေကမကောင်းတဲ့ညဉ့်ညံတအားညဉ့်ညံမှုရှိတဲ့ရေတွေဆိုတော့ကျွန်တော်တို့ရဲ့ဟိုမှာဘယ်လိုပြောရမလဲဒီတအားနွန်းစောအောက်စောရေတအားနန်းတယ်ကျန်းမာရေးအတွက်တအားကိုရမ်းစိုးရိမ်ရပါတယ် အနီးနားပတ်ဝန်းကျင်ကျေးရွာတွေဖြစ်တဲ့ဂွေတော်ဗလပငမြလေးစတဲ့ရွာတွေမှာလည်းအလားတူဖြစ်နေတယ်လို့သိရပါတယ်ကျွန်တော်မြင့်နိုင်သတင်းပေးပို့ထားတာပါ